အရစခဲ့ရတာပဲအားလုံးကတော်တော်များများပါเนาะတရားစခန်းဝင်ရင်းနဲ့တရားဟိတာတွေရောက်ရှိရင်းနဲ့တရားထုတ်ခြင်းလိုပဲဖြစ်ဖြစ်ကျမ်းမာရေးမကောင်းလို့ဖြစ်ဖြစ်နေစရာမရှိလို့ဖြစ်ဖြစ်ပါလေအဖော်မရှိလို့ဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ပေါ့ဘုရားတရားတန်ခါနဲ့ပတ်သက်လာပြီးတော့မှရေရှည်ဆက်လုတ်သွားနိုင်တဲ့အတွက်ပေါ့ရေတာမှာကြံရစ်တဲ့လူတွေပေါ့ မလုံနိုင်တဲ့လူတွေကတော့လူလောကထဲပြန်ရောက်သွားပြီးတော့ဘယ်ရောက်လို့ရောက်မှမသိဘူးပေါ့နော်။ဒီတဲ့လူကလည်းသိမှာပေါ့။လူလောကဆိုတာကတော့ဘာမှတေချာရည်ရမှုမရှိဘူးပေါ့လေ။အမျိုးမျိုးလုံနေကြတာပေါ့။အမျိုးမျိုးဖြစ်နေကြတာမကောင်းတာတွေဖြစ်များရတယ်ပေါ့။တရားဟိတာတွေကတော့စတင်တိုက်နဲ့လည်းမတူဘူး။ဖျားခွဲတဲ့တရားတွေကို လက်တွေ့ကျင့်ကြံအားထုတ်တဲ့နေရာပေါ့နော်အသက်အရွယ်မရွေးကြားမမရွေးစိရဲချမ်းသာမရွေးလူကောင်းလူမမမရွေးပေါ့စိတ်ရောဂါတွေရောလူရန်စားပေါင်းစုံလူမျိုးပါတာပေါင်းစုံစွပောင်းပြီးတော့ကောင်းမှုကုလို့ပြုလုပ်တဲ့နေရာပေါ့ဒီဧတာဆိုလဲဒါဘီနန်ကလူရှင်တွေ လူတန်းငွေတွေနဲ့မတည်ပြီးတော့အမြင်နေရကိုအရေးကြဝယ်ယူထားတဲ့နေရာပေါ့နော်အဲအဲ့ဒီကမှဒီလိုထိုင်းနိုင်ငံသားလူရှင်တွေနဲ့အဲဒီလိုနတ်ထဓမ္မယုံကြီးဒါကတော့ဆောက်လုပ်ထားတာပေါ့လေအရင်တော့ကတော့ဖျားဆင်းသူတွေထုတ်လုပ်တဲ့ဆက်ယုံပေါ့အဆောင်တွေပါပြီးတာအဲ့ဒါလေးတွေကိုမွမ်းမံပြီးတော့တုံးတယ်အခုလိုအစ်စောက်လုပ်ပြီးတော့တုံးတယ် ါစုပေါင်းစွမ်းအားပေါ့နော်တကွာလုံးကအလူရှင်နေပေါင်းပြီးတော့မှတီထောင်တာပေါ့ဆရာတော်ကတော့ဥဆောင်တာပေါ့လေတရားပြတဲ့နေရာမှာလဲဥဆောင်တယ်ဂျိတ်တာတွေတီထောင်တဲ့နေရာမှာလဲဥဆောင်တယ်ပေါ့ပရိုက်တာလုပ်ငန်းတွေမှာလဲဥဆောင်တာပေါ့မငင်းချမ်းတဲ့မြန်မာနိုင်ငံနဲ့တကမ္ဘာလုံးအတွက်ငင်းချမ်းရေးလုပ်ငန်းတွေမှာဥဆောင်တယ် ုက္ခတွေတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဥဆောင်နေပေါ့ဒါလည်းဥဆောင်တဲ့လူမရှိလို့ပါလေຢာရီတော့ရှိတာပါရေရှည်ဆိုရင် လုံမဲ့လူကမရှိတော့ကိုကျိုးကတော့အမြဲတမ်းရှာကြတာပေါ့အများကျိုးကြတော့တစ်ခါတလေပဲလုံကြတော့လော့ဂီကျိုးစီပွားကြတော့အမြဲတမ်းလုံကြတယ်လောကုတ္တရာအကျိုးကြတော့ အခါတလေပဲလှုပ်ကြတယ်တချို့ဆိုလှုပ်တောင်းမလှုပ်ကြအောင်ဆိုတော့လုံးမဲ့လူမရှိလို့ဆရာတော်လည်းစီဝါရေးလုပ်ငန်းရှင်ဘဝနဲ့1999တည်းကဒီလုပ်ငန်းကိုဝင်လှုပ်ဖြစ်တောင်းလုံရင်းလုံရင်းနဲ့လောက်ရတာရှင်းနှမှုရတဲ့အတွက်ပေါ့လေအခုဆို25နှစ်ကျော်ဒီဇိုင်းမမတ်လုပ်နေတာသူများရှင်းတတ်တာမရှင်းတတ်တာသူတို့ရဲ့အပိုင်းပေါ့နော် ကိုလောက်ရတာတော့ကိုကျင့်တတ်တယ်ကျင့်တတ်တယ်ဆိုတာပညာသင်စည်းဝါရှာစေကုတမှုခံယူရတာထက်တရားလောက်ရတာကကျင့်တတ်စရာကောင်းလို့စိတ်ကျင့်တတ်မှုရလို့ဒီလောက်ပင်ပန်းခံပြီးတော့ဆက်လုပ်တာပေါ့နော်ဘုလိုတရားဟောတာဖြစ်ဖြစ်တခြားအကြောင်းတွေပြောရတာထက်နိုင်ငံရေးစည်းဝါရေးလူမှုရေးအကြောင်းတွေပြောရတာထက်စိတ်ကျင့်တတ်မှုရတယ်တရားစခန်းတွေဖွင့်တာလည်း စီပွားရေးလုပ်ဖို့စိုင်းနေဖွင့်တာထက်စိတ်ကျဉ်းနှံမှုရတယ်ဒိတာဖွင့်တာလည်းတခြားလုပ်ငန်းတွေထက်ပေါ့လေစိတ်ကျဉ်းနှံမှုရလို့ဒါဒီဇိုင်းမမတ်လှုပ်ဖြစ်နေတာပေါ့နောက်လည်းဒီလိုပဲလှုပ်ဖြစ်နေမှာပဲပေါ့ လက်တွေ့လှုပ်လိုက်တော့မှဒီလှုပ်ရဲ့အရာတာကိုသိတာပေါ့နော်တရားအရာတာလို့ပြောလို့ရတာဒါတရားအလုပ်ပေါ့နော်တရားဟောတာလည်းတရားအလုပ်ပဲတရားစခန်းဖွင့်တာလည်းတရားအလုပ်ပဲရိတ်တာဖွင့်တာလည်းတရားအလုပ်ပဲအဲတရားလှုပ်တော့တရားရဲ့အရာတာကိုလှုပ်တဲ့လူကပြေကျုံလို့ရတယ်ပေါ့လေနားလည်နိုင်တယ်ပေါ့အဲတွေ့ကျုံရတာကောင်းတယ်နားလည်ရတာတန်မှုရှိတယ်အဲဒါကြောင့်ဒီဇိုင်းမမတ်လှုပ်ဖြစ်တာပေါ့ ီလိုတရားစခန်းနေရာမရှိဘူးဆိုရင်ဒါအပြောပါနဲ့ပဲအလဲပတ်နဲ့ပဲအချိန်ကုန်ကြမှာအောင်ကုလိုရဖို့မလွယ်လာဘူးပေါ့ကုလိုစပြီးတော့လုတ်ဖြစ်တယ်ဆိုရင်ဒါရေရှည်ဆက်လုတ်သွားနိုင်မှုစူးစမ်းမှာပါလေ။ နှစ်စဉ်နှစ်တိုင်းပေါ့အဲအဲ့ဒီအမှနှစ်စဉ်ကနေပြီးတော့လစဉ်နေ့စဉ်အချိန်တိုင်းဒီလိုနားလည်ပြီးတော့